ရှိခိုးဥချပြီးတော့မိတို့ဣရိယာပုဂ္ဂိုလ်ကြားရှိစွာထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတော့ထိုင်ကြပါယခုအချိန်ကထိုင်ပြီးတော့တရားအထုတ်တဲ့အချိန်တက်တရားအထုတ်တယ်ဆိုတာထိုင်၍ထိုင်၍ကြည်တာ အထဝသည်မဟုတ်ဘူးယောဂီတို့မတ်တရပြီတော့လေအထောက်ကောင်းပါတယ်စင်ကြံလေးရှောက်ပြီတော့လေအထောက်ကောင်းပါတယ်အခုဟောဒီရိတ်သားကြီးကနေပြီတော့ကိုနေရကိုဆောင်သွားတော့လမ်းလျှောက်ပြီတော့သွားတာပဲအဲ့ဒါလိုအရှင်နေအရှင်ခါမျိုးမှာငါစင်ကြံကမ္မထမ်းလေးယူပြီတော့၆လမ်းမယ်မဲဆိုလို့ရှိရင်လည်းပဲ တရားတရားအထုတ်ရင်းနဲ့တောတာပေါ့ဗျာဖြစ်တာပါပဲအေးအဲ့ဒီတော့အခုထိုင်ခြင်းဣရိယာပုတ်ဖြင့်တရားဓမ္မတွေကိုကြိုးစားအထုတ်ကြရမှာမဟုတ်လို့ယောဂီတို့ကိုနေစဉ်လိုလိုပြောနေကြပါပဲအေးအခုစပြီးတော့တရားအထုတ်တော့မယ်ဆိုတဲ့အခါကြတော့စိတ်ကနည်းနည်း မထိန်မသိမ့်နိုင်ခဲ့တာမဟုတ်လို့အာယုံအမျိုးမျိုးစီကို ရောက်နေခဲ့တယ်တဲ့ဗျာအဲ့ဒီအာယုံမျိုးမျိုးစီကို ရောက်နေတဲ့စိတ်ကိုဒီတန်းထားလိုက်မယ်ဆိုလို့ကြည်ရင်ဖြင့်စိတ်ဟာမတည်မငြိမ်နဲ့ဖြစ်နေဥမာပဲအဲ့ဒါကြောင့်ကိုယ်စိတ်ကိုကို ပြန်ထိန်ရတယ်ပေါ့လေကိုယ်စိတ်ကိုပြန်ထိန်တာပေါ့စိတ်ကိုပြန်ထိန်ပြီးတော့ ယုံ난ဖြစ်ပျက်ကိုမမြင်သေးတဲ့ယောဂီတွေကြတော့အာနာပါနကမ္မထံကစပြီးတော့တအားလောက်ကြိုးစားလိုက်ပါအေယုံ난ဖြစ်ပျက်ကိုအမြင်သင်နေတဲ့ယောဂီတွေကြတော့အဲ့ဒီအာနာပါနကစပြီးတော့အထုတ်ဖို့တောင်းမလိုတော့ပါဘူးယုံ난ဖြစ်ပျက်မြင်နေကြကို အဲ့ဒါလိုယုံ nant ဖြစ်ပြမြင်နေကြယောဂီအဖို့ကတော့ခန္ဓာမှာညာဆိုင်ပြီးတော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်မြင်နေကြအတိုင်းဆက်ပြီးတော့မြင်လာပါပဲဗျ။အေးအဲ့ဒါလိုစမြင်နေဟိဆိုလို့ရှိရင်တောက်ချောက်တန်းပြီးတော့ညာနဲ့လိုက်နေယုံပါပဲညာနဲ့ရှုနေယုံပါပဲ။အေးအဲ့ဒါလို့ ယုံ nant ဖြစ်ပြက်ကိုမြင်ပြီးသားပုဂ္ဂိုလ်မြင်နေတဲ့ပုဂ္ဂိုလ်တွေကတော့အာနာပါနာကစဖို့မလိုတော့ပါဘူးတဲ့မိမိမြင်နေကြယုံ nant ဖြစ်ပြက်ကိုသာမြင်အောင်ရှုပြီးတော့စမြင်ပြီဟိဆိုလို့ရှိရင်မပြောက်စေနဲ့တော့အေးအဲ့ဒီစမြင်တဲ့အမြင်လေးကို မပြောက်စေနဲ့တော့ ရှေ့ဆက်ပြီးတော့မြင်အောင်တောက်ချောက်မြင်နေအောင်တန်းပြီးတော့မြင်နေအောင်ကြိုးစားပါအားထုတ်ပါအေးအဲ့ဒါလို့ကြိုးစားအားထုတ်နေကြမယ်ဆိုလို့ရှိရင်ယောဂီတို့မှာဘုန်းကြီးဟိုတရားဟောတော့ကပြောခဲ့ပါတယ်သီလစောင့်တည်ထားကြတာမဟုတ်လို့ဝိတိတ်ကမကိလေသာဖြစ်ခွင့်မရနိုင်ပါဘူးသီလနဲ့ထိန်းထားတာကို ဤသီလနဲ့ထိန်းထားတော့ဝိတိတ်ကမကိလေသာ ဖြစ်ခွင့်မရဘူးအခုယောဂီတို့တရားချုမှ ပြိတကာလခန္ဓာပြတာ အပြည့်ရှုတဲ့ညာမဲ့ဆိုအပြည့်နဲ့မဲ့ကိုက်နေပြီဆိုလို့ရှိရင်အေးညာဖြစ်နေတဲ့အတွက်ကြောင့်ယောဂီတို့စဉ်းစားကြည့်ပရိယုဌာဏကိလေသာလည်းမဖြစ်ဘူးညာ ဝိတိကမကိလေသာပရိယုဋ္ဌာနကိလေသာနှစ်မျိုးကိုမိမိတို့ဒါပယ်ထားနိုင်တယ်တတ်ထားနိုင်တယ်အဲ့ဒါဘာနဲ့တတ်နေတုံးလို့မေးရင်အလုံးယောဂီသူတော်ကောင်းတွေသီလသမာဓိဝိပဿနာမဲ့ဝိပဿနာပညာနဲ့တတ်နေတာကိလေသာကိုတတ်နေတာကိလေသာမဖြစ်ဘူး ဘာဖြစ်နေလို့ကိလေသာမဖြစ်တာဒုံလို့မေးရင်အော်ညာဖြစ်နေလို့ညာကအလိုလိုဖြစ်နေသလားလို့ဆိုတော့အလိုလိုဖြစ်လာတာမဟုတ်ဘူးညာဆိုတာအလိုလိုမဖြစ်လာဘူးကြိုးစားရတယ်အထုဝတယ်ဒီတော့တရားအထုတယ်ဆိုတဲ့အဓိပ္ပာယ်ရဲ့ကောက်ချက်ရှာကြည့်တာ တရားအားထုတ်တာဘာအတွက်အားထုတ်နေတာတော့ကုသိုလ်ရရောင်အားထုတ်တာလားမဟုတ်ဘူးဘာအတွက်အားထုတ်တုံးလို့မရင်ဉာဏ်ဖြစ်ဖို့အားထုတ်တာဗျဉာဏ်ရဖို့အားထုတ်တာဉာဏ်ပဲရမှာတုံးလို့မရင်ခန္ဓာကရမယ်ခန္ဓာအပြက်ကိုမြင်အောင်ရှုအပြက်ကိုမြင်အောင်ရှု ဤညောင်းတဲ့နာတဲ့ညောင်းတဲ့နာတဲ့ဆိုတာအလုံးယောဂီတို့တို့ကောင်းတယ်ခန္ဓာပါပဲခန္ဓာဒါဝေဒနာခန္ဓာပေါ့ဒုက္ခဝေဒနာပေါ့ဤငါညောင်းတာငါနာတာမဟုတ်ဘူးငါညောင်းတာငါနာတာမဟုတ်ဘူးငါဆိုတာရှိလိမ့်မရှိဘူး အဲ့ဒါလို့သိထားတဲ့ယောဂီမှာဩငါညောင်းငါနာတာမဟုတ်ပါဘူးဒါဝေဒနာပေါ်တာဒုက္ခဝေဒနာပေါ်တာဒီဒုက္ခဝေဒနာကိုဉာဏ်နဲ့စိုက်ပြီးတော့ကြည်ဉာဏ်နဲ့စိုက်ပြီးတော့ရှုအေးရှုတော့ဘယ်လိုမြင်တုံးလို့မေးရင်အစကတည်းကတတိရှိနေတဲ့ယောဂီမှာ စနာတယ်ဆိုတာနည်းနည်းနာတာဗျအနေငယ်နာတာတိုးတိုးလာတယ်တိုးတိုးလာတယ်တိုးတိုးလာတယ်အဲ့ဒီကနေကြာ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 တော့ဟာတယ်အဲ့ဒီသဘောကဘာတုံးလို့မီးရင်နတိတော်တော်ဝိယနတိတော်တော်ဝိယ မြေတေချောင်းတွေမှာရည်စည်းနေတယ်လို့ပဲယောဂီတို့ရှေးရေကကြာသွားနောက်ရေကအစားထိုးလာ အစားထိုးတဲ့ရေကကြာသွားအေးယောဂီတို့ခန္ဓာမှာဝေဒနာပေါ်တယ်ဆိုတာချို့တူချို့တူပါပဲရှေးဝေဒနာပြက်နောက်ဝေဒနာအစားထိုးအစားထိုးတဲ့ဝေဒနာကိုအစားထိုးတဲ့ဝေဒနာလေးပြက်တာပါပဲ ေးအဲ့ဒီတော့ယောဂီတို့ချွတ်မှတ်နေတဲ့ယောဂီမှာဘာသိရမှာတုံးလို့မေးရင်အစာထိုးတာကိုလည်းသိရပြက်ပြက်သွားတာကိုလည်းသိရအစာထိုးတာကိုသိရမယ်ပြက်ပြက်သွားတာကိုသိရမယ်အဲ့ဒါလို့သိနေကြမယ်ဆိုလို့ရှိရင်ဖြင့်အလုံးယောဂီသူတို့ကောင်းတို့ဝေဒနာကို ဝေဒနာလို့သိတော့ 这个呀，对自己能保呀。这个呀，对自己呢，为了那个，为了那个啥子呗？哦，一的，一的不好骗。为了那，为了那呗，为了那也得保呗。为了那也得保呗，所以到，有的时候把人家的某把，啥个能打打。 ဩငါမဟုတ်ဘူးဆိုတာအလိုလိုသိနေတာငါမဟုတ်ဘူးဒါဝေဒနာပဲဝေဒနာကိုဝေဒနာလို့သိတဲ့ဖြင့်တက္ကရာဒိဋ္ဌိစင်ပါတယ်အေးဝေဒနာပြတ်သွားတယ်အဝေဒနာပြတ်သွားတော့မခိုင်းလို့မမြဲလို့ပြတ်သွားတာမခိုင်းမှမခိုင်းတဲ့ဥစ္စာမြဲမှမမြဲတဲ့ဥစ္စာပြတ်မှာပေါ့ ပြက်တတ်တဲ့တရားဟာပြက်တာပဲ။အော်ပြက်သွားတယ်။အပြက်မြင်တော့သတ္တတဒိဋ္ဌိစင်နေဗျာ။သတ္တတဒိဋ္ဌိကခိုင်တည်တယ်တန့်တယ်ခိုင်တယ်မြဲတယ်လို့ယူထတာ။ယူထတာ။အခုကိုညာနဲ့အာထုတ်ပြီးတော့ကြည့်လိုက်တန်းခိုင်တာလေးမတွေ့ဘူးမြဲတာလေးမတွေ့ဘူးဖြစ်တော့ဖြစ်တယ်ဖြစ်ပြီးတော့ပြက်ပြက်နေတာပဲ။ အေးအပြည့်မြင်သဖြင့်ဟောသတ္တတဒိဋ္ဌိစင်အေးအဲ့ဒီတော့အာလုံယောဂီသူတို့ကောင်းတွေပြက်သွားတော့ဘာမှမဖြစ်တော့တာ လားလို့ဆိုတော့တရားအမထုတ်တဲ့ပုဂ္ဂိုလ်မှာအေးဝေဒနာနောက်က လာလိမ့်မယ်ဗျာ ဒုက္ခဝေဒနာနောက်ကကာမရာဂနုသေယောအနုသေတိပတိကနုသေယောအနုသောတေတိကာမရာဂနုသေယဆိုတာလောဘပဲပတိကနုသေယဆိုတာဒေါသပဲအဲ့ဒီတရားတွေလာပါလိမ့်မယ်အဲ့ဒါအစားထိုးတာပဲဝေဒနာပြည့်ရင်အဲ့ဒါတွေအစားထိုးတာရှုမှတ်နေတဲ့ပုဂ္ဂိုလ်မှာတော့ကာမရာဂမလာဘူးပတိကနုသေယတော့ ဥစည်းကိစ္စနှုတ်တရားတော့မလာဘူး။ဘာဖြစ်လို့မလာတုံးလို့မေးရင်ညာအစာထိုးနေလို့ဝေဒနာပြတ်သွားတဲ့နေရာမှာညာအစာထိုးနေတော့အဲ့ဒီအနုတ္တရာတွေမဖြစ်ဘူးပေါ့တို့အနုတ္တရာတွေဖြစ်ရင်ယောဂီတို့တဏှာလာရင်တဏှာဥပါဒံကံကံရောက်သွားလိမ့်မယ် ပတိကနှုတ်စရဒေါသလာရင်လေဒေါသဒေါသပါဒံဒေါသအုပ်ချုပ်တဲ့ကံကံရောက်သွားလိမ့်မယ်။အေးမောဟဖြစ်ပြန်တော့လေအလုံးယောဂီသူတို့ကောင်းတွေမောဟမောဟုပါဒံမောဟအုပ်ချုပ်တဲ့ကံကံရောက်သွားတာပဲ။ကံကြီးပဲဖြစ်နေမှာ။ ကံဖြစ်နေတဲ့မြတ်အာလုံယောဂီသူတို့ကောင်းတွေအကြောင်းဖြစ်နေတယ်။ဘာအကြောင်းတုံးခန္ဓာအကြောင်းအေးအဲ့ဒီကံအကြောင်းရှိမှတော့ခန္ဓာရဖို့သိကြတယ်။အခုလေဘာနဲ့နေရတုံးခန္ဓာနဲ့နေရတယ်။နှောင်ရမှာကလည်းခန္ဓာပဲရမယ်ဆိုတော့ဩအခုတောင်ဆင်းရင်နေပြီ။ နောင်ရတော့လေဆင်းရဲဥမာပဲလို့ဆိုတော့အဲ့ဒီဆင်းရဲမှုကိုဖြင့်မလိုချင်တော့ပါဘူးဆိုတဲ့ဉာဏ်ပေါ်လာတယ်ဗျာအဲ့ဒါမှဒုက္ခသစ္စာမြင်မှအဲ့ဒါကြောင့်အာလုံယောဂီသူတို့ကောင်းတို့အဝိပဿနာရှုတယ်ဆိုတာကသစ္စာမြင်အောင်ရှုရတာနော်သစ္စာမြင်ဖို့အတွက်ရှုနေတာ ခင်ဗျားတို့ခါနာတယ်ဒူးနာတယ်လက်ကြိုက်တယ်ယဉ်ကျက်တယ်ဒါလေးဒုက္ခပဲအဲ့ဒီဒုက္ခကပါကတဒုက္ခတဲ့ဗျာထင်ရှားတဲ့ဒုက္ခဤသရုပ်ဘုရားကြီးအမိန့်ရှိသလို ပြောရရင်တော့ဆေးမီတဲ့ဒုက္ခယောဂီတို့မြင်ရမှာကသိရမှာက ဆေးမမီတဲ့ဒုက္ခဆေးလိမ့်လို့မရလိုက်ဘူးဆေးလိမ့်ဖို့အရှင်ကိုမရလိုက်ဘူးဆေးတောက်ဖို့အရှင်ကိုမရလိုက်ဘူးအဲ့ဒီဒုက္ခကိုမြင်ရမှာအဲ့ဒါကြောင့်အလုံးယောဂီတို့ကောင်းတို့မိမိတို့ရက်ကတိုက်ပြီးတော့မရှိတော့တနေ့တဲ့တနေ့ကုန်းကုန်းလာတာ ယက်တနေ့တနေ့တရက်ထက်တရက်ကုန်လာတယ်ဆိုပြောပေမဲ့ယက်ဆိုတာမကုန်ပါဘူးနေ့ဆိုတာမကုန်ပါဘူးကောင်းကင်မှာနက်ခတ်တာရာတွေရှိနေသမျှရှိနေဥမှာပဲကုန်နေတာကကိုယ်သက်တမ်းပါပဲယောဂီကိုယ်သက်တမ်းပါပဲကိုယ်သက်တမ်းကကုန်နေတာအဲ့ဒါကြောင့်အရှင်ရတဲ့အခါမှာ ရတဲ့အချိန်လေးကိုငါအသုံးချမယ်ဆိုပြီးတကလားအချိန်ရတယ်လို့ကြိုးစားအထုတော်မူကြပါယောဂီသူတို့ကောင်းတို့ကြိုးစားအထုတော်မူကြပါ